င်တော့ကိုမေကိုတော့ top 22ပေါ့လေ22ထိတော့ဟိုပါစေချင်တာပေါ့လေဒါရှင်းနစ်တွေကလည်းဘသူမှားတယ်ဘသူမှန်တယ်ဆိုတာထက် ပြဿနာလေးတွေရှိခဲ့တယ်ဆိုတော့ဟိုအဲ့ဒီပုံမှာအာဟိုသူတို့လည်းဂျန်နေမေတွေလေးကောင်းကြရဲ့လေကိုမေလည်းညံ့နေတော့မဟုတ်ဘူးဆိုမဲ့ဂျန်နေမေတွေနဲ့ကောင်းတယ်ဆိုတဲ့အချိန်မှာဟိုရွေးချယ်လာရင်တော့အဆင်ပြေတဲ့နိုင်ငံကိုတော့ ို့ဦးစားပေးမယ်လို့တော့ထင်တယ်ဒါလူသဘာဝဆိုတော့ and also make them feel like they are to be here that led to the gate တော့ပါသူ silver award ရတယ်ပေါ့လीဆိုတော့ဟိုဒါလေးတကူတကယ်ထိုက်တန်လို့ရတာပါ တမ်းပြောရရင်တော့ကိုမေကိုတော့ top 22ပေါ့လေ22ထိတော့ဟိုပါစေချင်တာပေါ့လေဒါပေမဲ့အဲပါရှင်းမပါရှင်းကလည်းဟိုတစ်ဖက်ကဘွေးစီစဉ်သူရဲ့ဆုံးဖြတ်ချက်လေးရှိမယ်နောက်ပြီးတော့ကိုရီးယား relationship ပေါ့လေရှင်းနစ်တွေကလည်းဘသူမှားတယ်ဘသူမှန်တယ်ဆိုတာထက်ပြဿနာလေးတွေရှိခဲ့တယ်ဆိုတော့ဟိုအဲ့ဒီပုံမှာအာ ဟိုသူတို့လည်းဂျန်နဲ့မေတွေလေးကောင်းကြရဲ့လीကို့မေလည်းညံ့နေတော့မဟုတ်ဘူးဆိုမဲ့ဂျန်နဲ့မေတွေနဲ့ကောင်းတယ်ဆိုတဲ့အချိန်မှာဟိုရွေးချယ်လာရင်တော့အဆင်ပြေတဲ့နိုင်ငံကိုတော့ပိုဦးစားပေးမယ်လို့တော့ထင်တယ်ဒါလူသဘာဝဆိုတော့ဟိုဒါကတော့ဟိုကိုယ်ပြီးပြန်ပြီးစ조사ပြီးတော့ဘယ်ရမှာဆိုတည်ဆောက်ရမှာပဲလေ A miss is a person who leads who inspire people around her အကြီးကြီးကတကယ့်ကိုဒီဒီ energy တွေအများကြီးရှိတယ်သူ့မှာလေဆိုတော့ပြီးသူကအာကောင်းရှင်းဆိုးရှင်းတွေအကုန်လုံးကိုလက်ခံပေးထားတယ်အဲကောင်မလေးကငေတာငေတာပြိုင်တရားလေး Miss Grand Prix ပြိုင်ပြိုင်တယ်ဆိုတဲ့အချိန်မှာအပြိုးခံရမယ်အဲသူ့ကိုဝေဖန်မယ်ဆိုတော့လေတိတယ်ဒါပေမဲ့ तू ကဘာမှဟိုပြဿနာကိုပြဿနာလိုမျိုးမတုံ့ပြန်ဘဲနဲ့ပျော်ပျော်ရွှင်ရွှင်ပဲ तू အကောင်းဆုံးစူးစမ်းတယ်အဲ तू လောက်နိုင်တာတွေကိုလုပ်တယ်အဲ तू စူးစမ်းတယ်အဲအဲ့ဒီပုံမှာဝေဖန်တာကိုလေ तू ပြုံးပြုံးလေးပဲ ။နောက်ပင်ပန်းရေးလေးပြုံးပြုံးလေးပဲဟိုသူကိုယ်သူအများကြီးပြင်ဆင်ပြီးစ조사ရတယ်ပေါ့လေ။ဆိုတော့ common sign တို့တော့ supporting ပေးတဲ့ပုံမှာလည်းအဲဘယ်လိုပြောရမလဲအားရှိတာပေါ့လေသူတို့က family တိုက်လို့မျိုးပေါ့ပေါ့ပေါ့ပါနေကိုကိုတိုင်းအကျိုးစားတာတော့ကျွန်တော်တို့ကမြန်မာနိုင်ငံထိကမြင်တယ်ဆိုတဲ့အတွက်သူရဲ့စ조사မှုကိုတော့တကယ်အတိအမှန်ပြုတ်ပါတယ် ကိုဒီနောက်နောက်ပိုင်းသူရဲ့조사အထောက်မှုတွေသူရဲ့ပြင်ဆင်မှုတွေကိုဟိုအကုန်လုံးချီးမွမ်းဝေဖန်တယ်ဆိုဆိုတဲ့နေရာချီးမွမ်းတဲ့နေရာအထိပါရောက်လာတဲ့အချိန်မှာဒါသူရဲ့조사မှုကိုအတိ မှန်ပြုတ်ခံရတယ်လို့ပဲလက်ခံရမှာပဲလေသူဝေဖန်တဲ့သူတွေကိုအပြစ်မဆိုဘူးသူတကယ်စ조사ပြတယ်အဲ့အဲ့ဒီချိန်မှာဝေဖန်တဲ့သူတော်တော်များများကလည်းသူ့ကိုချစ်လာကြတယ်သူရဲ့조사မှုသူရဲ့အာထုံးမှုကိုလည်းအတိမှန်ပြုတ်လာကြတယ်ဆိုတော့ဒါသူ့ရဲ့အောင်မြင်မှုတစ်ခုပဲလေဆိုတော့ဟိုသူအောင်မြင်ပါတယ်ပေါ့ဘယ်လိုပဲဆိုဆိုလေအာလူတိုင်းကလည်းဟို အရှုံးဆိုတာလဲအဲရင်ဆိုင်ရတာပဲလीဆိုဒီဟာကမှဟိုဥပမာတွေယူပြီးတော့စ조사အထောက်မှုတွေနဲ့နောက်ပြန်ပြန်ပြိုင်တော့ရတာပဲသူလဲ JK ဆိုတာပထမအဆုံးပြိုင်တာလीတခြားနိုင်ငံမေတွေဆိုလဲအခောက်ခောက်ခါခါအကျဉ်းချင်းအရေအတွက်အများကြီးပြိုင်ပြီးမှနေရာတစ်ခုကိုရောက်လာတယ်သူဒီတနှစ်အတွင်းမှာတော့သူဒီလောက်조사ပြီးပြင်ဆင်နိုင်တယ်ဆိုရင်နောက်နှစ်တည်နောက်နှစ်တည်မှာသူပြန်ပြီးတော့ပြိုင်မယ်တော့ဒီ miss တခုခုနိုင်ငံကိုစားပြုသွားမယ်လို့ဆိုရင်သူအများကြီးပြောင်းလဲလာမယ်လို့တော့ထင်တယ်ပေါ့လေဒါကတော့သူရဲ့ပြောင်းလဲမှုကိုတော့ဟိုကျွန်တော်တို့လည်းကြိုတင်ခံမှန်းလို့မရအောင်သူကတကယ်ကိုစ조사နိုင်တဲ့အထက်မှာလည်းပါတော့လေ and also make them feel like they are to be here. အဲကွန်မရန်ဆိုင်တို့ကလည်းအဲအခု messenger တွေမှာသူ post တွေလေးတွေ့မှာပေါ့နော်သူ JK စုမရတဲ့အပေါ်မှာရောကြံတဲ့အပေါ်မှာရောရရင်ဆိုင်ဆိုင်မမရရင်တွေမပြောဘူးဟိုကိုယ့်နိုင်ငံအနေနဲ့ဂုံတိုက်ခါရှိရှိရင်ကြီးကြီးနေဖို့လေအဲနိုင်ငံတွေကအများကြီးပြိုင်ကြတာကို top 22လည်းတကယ်လှပြီးတော့မပါတဲ့တခြားနိုင်ငံတွေလည်းအများကြီးရှိမှာပဲလေဒါကပြိုင်ပြိုင်တာဆိုတော့ဟိုဆိုတော့အဲ့လိုမရတဲ့သူတိုင်းကပြဿနာရှာနေ အေးချမ်းမှာမဟုတ်ဘူးလေသိတယ်မလားအဲ့တော့ဟိုကိုကအဓိကအကောင်းဆုံးပြင်ပြင်စင်နေအဲနောက်နှစ်တည်းလေအကောင်းဆုံးပြိုင်မယ်အဲ relationship တစ်ခုကပထမပြဿနာတွေရှိထားပေမဲ့လေဒီနှစ်ကွန်မြူန်ဆိုင်တော်ကအဓိကတကယ့်ကိုဟိုဟိုအေးစစ်စေးလေးနဲ့သူဒီပြိုင်ပွဲကိုပြင်းပြအောင်သူလုံးနိုင်တယ်ဆိုတော့ဒါလက်သူတကယ်တော်လို့ပါသူ silver award ရတယ်ပေါ့လေဆိုတော့ဟိုဒါလေးတကူတကယ်ထိုက်တန်လို့ရတာပါ ဟိုကိုယ်နိုင်ငံကမေကတော်တော်လဲလဲနဲ့နေရာတိုင်းမှာအဲ့လိုထိထိရောက်ရောက်နေနိုင်တာကတော့ဂုံယူတာပေါ့လေဒါသူရေစူးစမ်းအထောက်မှုပဲဆိုတော့သူဟိုဒီဟိုမီဒီယာဘိုးတွေပေါ်မှာလည်းအတန်ရှင်းရတယ်နောက်ပြီးတော့တခြားနိုင်ငံကလည်း JK တွတ်တယ်တော်တယ်ဆိုတဲ့ဟာလေးတွေအများကြီးတွေကြားရတယ်နောက်ပြီးတော့ဒီ entertainment ဘိုင်းမှာဆိုလေသူအများကြီးစူးစမ်းနိုင်တယ်ပေါ့လေဆိုတော့သူကိုမကြိုက်ဘူးဆိုတဲ့အရက်ရောင်တွေပြားနေမယ် တကယ်ပြလာမပြလာလေးကျွန်တော်တို့မသိဘူးကင်မရာရှူတောင်းကားဆိုတော့ခတ်တယ်ပေါ့လေဒါပေမဲ့ပြနေတယ်ဆိုရင်တော့သူအပြုံးမပြပဲနဲ့လုံးနိုင်တယ်ကင်နိုင်တယ်ဆိုတော့ဒီကသူတော်တော့ပေါ့